ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မမေရကျမအပိုင်းကျမလေးထက်တိုက်မှာပဲမမေနေရမယ်နင်တို့တွေကြီးလာပြီလို့ဆိုတိုင်းနင်ပြောတော့ငါလိုက်နာစရာမလိုဘူးမဟုတ်ဘူးမမေရကျမအပိုင်းမမေရကျမတစ်ထက်တိုက်မှာပဲနေရမယ် မမေရဲ့မမေကညီမမတ်ယူရဲ့တစ်ထပ်တိုက်မှာမနေပဲတမီးရဲ့လေးထပ်တိုက်မှာနေမယ်လို့ပြောပေးပါအောင်တမီးနှစ်ယောက်ကမမေရဲ့လက်နှစ်ဖက်ကိုဆွဲပြီးမမေကိုဘယ်သူခေါ်ထားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ငင်းခုန်နေကြတာဘာကြောင့်လဲဆိုတာအရင်ဆုံးပြန်သွားကြည့်လိုက်ကြရအောင်ဟဲ့ဘယ်သွားမလို့လဲဘသူ့မှာမပြောပဲအိမ်ထဲကိုဒီတိုင်းကြီးဝင်လာလားနင်ကတူတက်ထက်ကိုရောက်နေပြီငါနင်ကိုတီမာတွေ့တာတော်သေးရဲ့နော်ဒါရီထားပါတော့နင်ဘာလို့ငါအိမ်ကိုခဏခဏခွင့်မတောင်းမဲ့လာနေလဲဆိုတာပြောစမ်းပါအောင် နင်ကတစ်ထက်တိုင်းနဲ့ငါလေးထက်တိုင်းနဲ့ဆိုတော့တောင်းလာကြည့်ရမလားငါတိုးတက်လာတော့ကြည့်ပြီးနင်မနာလို့ဖြစ်နေရပဲအမရေအမချမ်းသာလာတဲ့ဟာစိတ်တက်တွေပြောင်းလဲသွားတာပဲကျမမမေမနဲ့ပြန်ကျမအိမ်လာမှမို့လာပြောတာပါမမေကမနဲ့ပြန်လာမှလားဒါဆိုနင်တီလို့လို့မမေကိုငါအိမ်ကိုပို့လိုက်နင်ကမမေကိုတစ်ထက်တိုင်းမှာဘလို့ထားမှလဲပြောအမရေမမေကကျမနဲ့အလုပ်ရှိလို့ကျမအိမ်ကိုလာမှာပါကျမလည်းအမကိုတွေ့အောင်လာပြောတာကျမမမေကိုအမအိမ်ကိုမပို့ဘူး မမေကကျမတစ်ထပ်တိုက်မှာပဲနေရမှာပါအဲ့လိုပြောပြီးတော့မယူကထွက်သွားခဲ့ပါတည်းမယူပြောတာကိုနားထောင်ပြီးမဆုက သူ့ညမကိုရမ်းစိတ်ဆိုးသွားတော့ပေါ့ကွယ်နောက်တနေ့မှာတော့မမေတော်အေးကမယူအင်ကိုရောက်လာပြီးသူ့တစ်ထပ်တိုက်လေးကိုမြင်ပြီးတော့ရမ်းချီးကျူးခဲ့ပါတည်းတစ်ချိန်တည်းမှာပဲမယူကလည်းသူ့အမေကိုရမ်းဂယုစိုက်တာပေါ့ကွယ်မမေဒီကမမေအခန်းအခန်းထဲမှာလေးအေးပေးဆက်လက်တက်ထားတယ်ဒါတော့တမင်အခုလေးပဲချက်လာတဲ့ထမင်းတွေပါ အမေမလို့ပါသမီးရဲ့ဒါရီအားလုံးပါလို့လုံနေရလဲမလို့ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မလဲမမေရဲ့မမေကကျွန်တော်တို့ရင်ကိုပထမဆုံးအချိန်ရောက်လာတာလေကျမသားပြောတာလုံးဝမှန်နေမယူနေသူခင်မုံကိုဦးတို့ကဒေါ်ဤကိုအရင်ကယူဆိုင်ပြီးအခင်းနေမာလေးလီဤပိစက်လေးထားပြီးထားတာပေါ့ကွယ်နေ့ရက်ကြမှာတော့ဒေါ်ဤပြန်ဖို့အချိန်ရောက်တဲ့အခါမှာမဆုကမျက်နှာငယ်လေးနဲ့ရောက်လာခဲ့ပါတည်းမမေကအမြဲတမ်းကျမအိမ်ကိုပဲလာနေကြဒီဆင်းရဲတဲ့သူရဲ့အိမ်ကိုဘယ်လိုလုပ်ပြီးရောက်လာလဲ မမေကသူ့အိမ်မှာတညာအိတ်ခဲ့ပြီးပြီဆိုတော့အခုကျမအိမ်ုံလားတထက်တိုက်အိမ်ထက်ပိုကောင်းတယ်မဆုမမေကအမြဲတမ်းတမိအိမ်ုံပဲလာတယ်လေမမေကတမိရဲ့လက်ထက်တိုက်ကိုလည်းမြင်ပြီးပြီအခုကမယုတငယ်ချင်းမင်္ဂလာဆောင်ရှိလို့ဖိတ်စာပေးဖို့သူ့အိမ်ကိုလာခဲ့တာပါဟုတ်ပါပြီ အလုပ်ပြီးပြီဆိုတော့အခုကျမနဲ့တူတူကျမအိမ်ကိုလိုက်ခဲ့ဒီလိုနဲ့မတ်စုကဒေါ်ဦးကိုအတင်းဆွဲခေါ်ပြီးသူ့အိမ်ကိုခိုသွားခဲ့ပါတည်းအိမ်ရောက်တော့သူ့အမေကိုစရုပ်ထထက်ကိုခိုသွားခဲ့ပါတည်း မမိတ်မြင်လားလေးထက်တိုက်ဆိုပေမဲ့ကျမအိမ်ကိုအရန်တက်ရအောင်ထပ်ထားတယ်မမိတ်သမီးကိုလည်းကြည့်ပါအောင်တထက်တိုက်ပဲရှိပေမဲ့တနေ့ကုန်အလွတ်လွတ်ပြီးအိမ်မှာလည်းတန့်ရှင်းအသိမရှိဘူးအဲ့ဒါကြောင့်မမိတ်ပစ္စည်းတွေညီတွေလေတွေအားလုံးကျမပေးပါဒါမှကျမကောင်းကောင်းကြည့်ဆိုင်နိုင်မှာတထက်တိုက်ကိုတော့မထိန်သိမ်းနိုင်တဲ့မှယူဘလို့လုံးမလဲသူ့ယောက်ျားနဲ့ယောက်မလည်းမြေုံငှားပြီးစိုက်ပျိုးနေတာဆိုတော့မမိတ်လည်းသူဘလို့စီမံခန့်ခွဲမလဲ ျော်ဤကမဆုရဲ့မောင်းမမှုနဲ့စိတ်နေစိတ်ထားပြောင်းလဲမှုကိုမြင်တော့တုန်လှုပ်သွားလိုတာပေါ့။ဒါနဲ့ပဲသူလိန်သမီးလေးရဲ့လေးတက်တိုက်ကိုသာကြည့်ပြီးအင်ကိုတိတိစိတ်ပြန်လာခဲ့တာပေါ့ကွယ်။ဒီလိုနဲ့ရန်နေငယ်ကြာသွားပြီးတော့မဆုရဲ့မွေးနေ့ရောက်လာခဲ့ပါရဲ့။မဆုကသူ့အမေကို သူ့အင်ကိုခေါ်လာတာပေါ့ကွယ်။သမီးမအေးကိုခေါ်လာတာကောင်းတာပဲ။အခုမွေးနေ့ကလှီးအောင်လေ။သမီးကမမေရဲ့အချစ်ဆုံးသမီးပဲ။မမေမမေတားတို့တော့ဘာယူလာသေးလဲဗျ။ မဆူကအမေကိုအလင်းစလို့ခေါ်လာလို့လေအမေဘာမှမယူလာလိုက်ရဘူးအားနာလိုက်တာကွယ်ဘာမှမပါဘူးဘာမှမဖြစ်ပါဘူးမမေမမေကျမနဲ့တူတူရှိနေရပဲဒါနဲ့တင်လုံလောက်ပါပဲဒါနဲ့မမေကျမရဲ့ကိတ်ကပထမထက်မှထားခဲ့တာကျမတို့အခုကတတိယထက်မှကျန်တဲ့အိမ်အလုပ်တွေလုပ်နေတော့မမေကိတ်ကိုအောက်ထက်ကနေယူလာပေးပါလားဒေါ်ဤကမဆူကိုမငင်းနိုင်မင်းလီကောင်းတွေကနေဆင်းပြီးတော့ပြန်တက်လာက အောက်ထက်ကနေကိတ်ကိုယူလာခဲ့ပါတယ် ဒီလိုနဲ့မဆုကသူ့မိသားစုနဲ့အတူဝင်းနေပွေးကျင်းပါပြီးသူ့မိကိုစရုပ်ထထက်ကိုခေါ်သွားကပြောလိုက်ပါရီမမေကျမတို့အထက်တွေအားလုံးဒီလိုပဲလှုပ်ထားတာအားလုံးကအခန်းတခန်းစီပဲရှိတယ်အဲ့ဒါကြောင့်မမေစရုပ်ထထက်မှာနေလို့ရရင်နော်ဒီလိုနဲ့မဆုကသူ့မိကိုစရုပ်ထထက်မှာထားခဲ့ပြီးသူကိုယ်တိုင်ကတော့အောက်ထပ်ကိုဆင်းလာခဲ့ပါတည်းဒီလိုနဲ့နှစ်ရက်လောက်ကြာသွားခဲ့ပါတည်းဒါပေမဲ့ဒီနှစ်ရက်အတွင်းမှာမဆုကသူ့အမေနဲ့တရက်မှစကားမပြောသလို့ သူ့အမေကိုကြည့်ဖို့ပေါ်ထက်ကိုလည်းမလာဘူးတဲ့ကွယ်။တချိန်တည်းမှာပဲမဆုရောက်ခမနီလာတို့ကလည်းဒေါ်ဤကိုဂရုမစိုက်ကြဘူးပေါ့။ဒါရီအောင်လုံးကိုကြည့်ပြီးတော့ဒေါ်ဤကရမ်းစိမ်မကောင်းဖြစ်နေတာပေါ့ကွယ်။ဒါကြောင့်ဒေါ်ဤဟာမယူအိမ်ကိုသွားလိုက်ပါတော့တဲ့။အန်တီကျေးဇူးပြုပြီးအထဲဝင်ပါရှင်။ထိုင်မောင်းတော့ညီမလေးကနောက်ဖေးချန်ထဲမှာပါ။ကျမအခုပဲခေါ်လိုက်ပါမယ်။ညီမလေးရေဘသူလာလဲဆိုတာကြည့်ပါဦး။ မက်ဆီရဲ့အတန်ကိုကြားတော့မယူကပြေးလာပြီးသူ့မိကိုမြင်တဲ့အခါမှာအရင်ပြုံးသွားပြီးတော့ပြောခဲ့ပါတည်းဟဲမမေမမေတီယိုလာလာအမအိမ်မှာမဟုတ်ဘူးလားအမသိရင်စိတ်ဆိုးလိမ့်မယ်မမေတမီးအမအိမ်မှာ၃ရက်ရှိပြီဒါပေမဲ့သူကသူ့အမေကိုလုံးဝကြုံမဆိုင်ဘူးအစားတောက်လည်းမမေးသလိုစကားပြောဖို့လည်းမလာဘူးသူ့အိမ်မှာလည်းအားလုံးကတီလိုပဲမမေကိုယ်တိုင်စီမီစားရတယ်မမေတမီးကိုတတိယလိုလာတွေ့ရတာတမီးမမေကောင်းတာလုပ်ခဲ့တာပဲကဲတမီး ရက်နေပြီးစကားတွေပြောနေတော့မှလားမမင်းကိုစားဖို့ဘာမှမပေးတော့လားတခုခုလောက်ကြရအောင်လေတို့တွေဒီလိုနဲ့မတ်ယူကသူ့အမေအတွက်စားတောက်ကိုအမြင်ပြင်ဆင်ပေးခဲ့ပါတည်းဒေါ်ဤကသူ့သမီးငယ်ရဲ့အိမ်မှာစားတောက်စားနေတော့စိတ်တိုးနေတဲ့မတ်စုကရောက်လာခဲ့ပြီးသူ့အမေမတ်ယူအိမ်မှာစားတောက်စားနေတာကိုမြင်တော့သူ့အမေကိုပူပြီးစိတ်ဆိုးသွားတော့တာပေါ့မမေမမေကသမီးနှစ်ယောက်စလုံးကအတူတူပဲလို့ပြောတယ်ဒါပေမဲ့မမေကကျမအိမ်မှာလည်းမနေဘူး မမေကလေးထက်တိုက်ကိုမကြိုက်ပဲသူ့တထက်တိုက်ကိုခဏခဏသွားတာဘာလို့လဲမမေ။အော်အမရဲ့မမေကအမအိမ်မှာပြင်းနေလို့ကျမကိုလာတွေ့တာပါ။ဒါရီကအကြောင်းပြချက်တတ်တတ်ပဲမမေ။ကျမမမေအတွက်ထမင်းပြင်ထားတယ်။အခုကျမနဲ့လိုက်ခဲ့။အချိန်တွေကုန်လွန်သွားပြီးဒေါ်အီးသူ့အိမ်ကို ပြန်သွားတော့တော့ပေါ့။ဒီလိုနဲ့တည့်ရမှာတော့ဒေါ်အီးအခုအမလည်းအသက်ကြီးလာပြီ။ဒါလည်းမရှိဘူး။အမရဲ့မြေတွေလဲတွေပစ္စည်းတွေကိုဘယ်သမီးကိုပေးမလဲဆိုတာစဉ်းစားပြီးပြီလား။အမမှာသမီးနှစ်ယောက်ပဲရှိတယ်။ အမောက်လေးစားပြီးအိုမင်းရဲ့ဘဝမှာအန်တီကိုထောက်ပံ့မဲ့သူအားလုံးပေးလိုက်ပါဒေတာတိုက်ပိုင်းနဲ့တမိအိမ်မှာရန်နေငယ်နေပြီးတဲ့နောက်မှာတော့ဒေါ်ကြီးကသူ့သမီးနှစ်ယောက်ဘလူးလူတွေလေးဆိုတော့သိခဲ့ရတာပေါ့ဒါကြောင့်သူကဆုံးဖြတ်ချက်ချလိုက်ပြီးမယူအိမ်ကိုသွားခဲ့ပါတည်းမဆုကဒါကိုသိတော့သူ့မိကူတွေ့ဖို့အတွက်မယူအိမ်ကိုလာတော့တာပေါ့ကွယ်မမေမမေကကျမကိုလုံးဝမချစ်တာလားမမေကအမြဲတမ်းမယူအိမ်မဲ့လာတယ်မမေကကျမလေးထက်တိုက်ကိုမကြိုက်ဘူးလား မမေကမယူလို့ပဲကျမလေးထက်တိုက်ကိုမနာလို့နေရလားပြောမဆုမမေအတွက်နင်တို့ညောင်လုံးအတူတူပဲမမေကနေမကောင်းနေတာနည်းနည်းကြာပြီအဲ့ဒါကြောင့်နေအိမ်ကိုလာဖို့စဉ်းစားတယ်ဒါပေမဲ့နေလေးထက်တိုက်ကိုတက်ဖို့ခက်တာကြောင့်မယူအိမ်မှာပဲနေခဲ့တာမဆုကတော့ဒီလိုတွင်းနေခဲ့ပါသတည်းဟင်မမေကနေမကောင်းဖြစ်နေရတဲ့မမေကအသက်ကြီးနေပြီပဲရက်အနေငယ်တော့ပဲနေရတော့မှာငါအမေကိုငါအိမ်မှာထပ်ထားတာ အမေပစ္စည်းတွေနဲ့လက်ဝတ်ရတနာတွေအားလုံးရဖို့အတွက်ပြီးရင်ငါပို့ပြီးချမ်းသာလာမှာဒီမယုမရစေရဘူးအပြင်းမတော့ဒီလိုပြောခဲ့ပါတည်းမမေမမေနေမကောင်းဖြစ်တော့ရောဘာဖြစ်သေးလဲမမေကသမီးရဲ့အမေပဲဟာမမေကျမနဲ့ဒီမှာနေပါဘာလို့မမေကကျမနဲ့မနေနိုင်တာလဲလာပါမမေမမေကျမနဲ့ပဲနေရမယ်နော်မမေသမီးနဲ့ပဲနေပါလားအခုဘသူ့ဖက်ကိုရက်တီးရမလဲအဲ့ဒါကြောင့်မမေဆုံးဖြတ်လိုက်မယ် တမီးတို့နှစ်ယောက်စလုံးမမေလက်ကိုဆွဲကြမမေကဘသူ့ဘက်ကိုရောက်သွားမလဲဆိုတာကြည့်မယ်မမေကျမမမေကိုဘလို့ဆွဲရမလဲတမီးတမီးတို့ညီမနှစ်ယောက်လုံးမမေကိုဆွဲရလိမ့်မယ်အဲ့ဒါမှတမီးတို့နှစ်ယောက်ရဲ့ရှံပွဲပြီးဆုံးလိမ့်မယ်ဒေါ်ဤရဲ့တိုက်တွန်းချက်ကြောင့်တမီးနှစ်ယောက်လုံးလည်းအသင့်ပြင်းပြီးသူ့မေလက်ကိုဆွဲကအင်းအပြင်ကိုဆွဲထုတ်ကြပါတော့တယ်အဲ့ဒီမှာဒေါ်ဤကနာကျင်မှုတွေခံစားနေရတော့တာပေါ့ကွယ်ဖြစ်ဖြစ်ဆွဲပါသမီးရဲ့မမေနာတယ်မမေဒါနာကျင်မှုခဏတာပဲ စိတ်မပူပါနဲ့ကျွန်မအမေကိုရအောင်ခေါ်ပါသူ့မိနာချင်းနေတာကိုမြင်တော့မယူကသူ့မိလက်ကိုလွှတ်လိုက်တာကြောင့်မဆုကနိုင်ရသွားတော့တာပေါ့ကြည့်ပါဦးမမေကျွန်မမမေကိုအယယူမယ်လို့ပြောခဲ့တယ်မလား तू ကအမြဲတမ်းကျွန်မကိုရှုံးနေကြဆက်ပြီးတော့လည်းရှုံးနေအောင်မှာပဲလာပါအခုမမေကျွန်မဖက်ကိုလာခဲ့မယူဘာလို့မြင်မြန်လက်လျှော့လိုက်တာလဲသမီးသမီးကနည်းနည်းလေးပူကြိုးစားခဲ့မယ်ဆိုရင်မမေသမီးနဲ့တူတူလိုက်ခဲ့မှာမဟုတ်ဘူးမမေ ကျမအမေကိုနာကျင်အောင်လုပ်ပြီးကျမအပိုင်လုပ်ဖို့မလုပ်နိုင်ဘူးအဲ့ဒါကြောင့်ကျမမမိတ်လက်ကိုလှုပ်လိုက်တာမမေရဲ့ तू ရှုံးသွားလို့ तू လူကောင်းဟန်ဆောင်နေရပါလာပါမမေ तू စကားချွတ်ချိုတွေနဲ့အလိမ်မခံပါနဲ့ဒီလိုပြောပြီးမဆုကသူ့အမေရဲ့လက်ကိုဆွဲပြီးဒေါ်ဤကိုအတင်းခေါ်သွားခဲ့ပါတည်းဒါပေမဲ့ဒေါ်ဤကမရွေးဘဲသူ့လက်ကိုလှုပ်ပြီးမဆုကိုပြောလိုက်တော့တာပေါ့မဆုတမီးရတောင်အနိုင်ရပါမယ်တခုခုမှာတော့တမီးရရှုံးတယ်မမေနေမကောင်းဘူးဆိုတာတမီးသိတယ် ဒါပေမဲ့မမေသမီးစီရောက်ဖို့ဒီအလောင်းစားမှာအနိုင်ရဖို့အတွက်မမေရဲ့နာကျင်မှုသမီးမကြည့်ခဲ့ဘူး။သမီးကမမေပြစ်စည်းတွေအားလုံးရဖို့အတွက်မမေကိုသမီးခေါ်ထားချင်တာ။ဒါပေမဲ့မယူရတော့မမေပြစ်စည်းတွေလက်ဝဲယတနာတွေကိုစိတ်ဝင်စားပဲမမေကိုပဲစိတ်ဝင်စားတယ်။အဲ့ဒါကြောင့်မမေနာကျင်အောင်မြင်တော့သူ့လက်ကိုလွတ်လိုက်တာ။အဲ့ဒါကြောင့်တကယ်တမ်းအနိုင်ရတာမယူပါ။သမီးမဟုတ်ဘူး။ဒေါ်ကြီးရဲ့စကားကိုကြားတော့မဆူလိန်မျက်နှာငယ်လေးနဲ့ရှက်သွားတော့တာပေါ့ကွယ်။ ဒီလိုနဲ့ဒေါ်အီလိန်တထက်တိုက်ပိုင်းဆိုင်တဲ့တမီးနဲ့လေးတက်တိုက်ပိုင်းဆိုင်တဲ့တမီးတို့အကြားတီချာဆုံးဖြတ်ပြီးနောက်ဆုံးမှာတော့မက်ယူကအနိုင်ရသွားတော့တာပေါ့ကွယ်ဒေါ်အီကသူ့ပစ္စည်းတွေနဲ့လက်ဝရတနာတွေအလုံးကိုမက်ယူကိုလွှဲပေးပြီးမက်ယူနဲ့အတူပျော်ရွှင်စွာနဲ့ပဲနေထိုင်ခဲ့ပါတော့တဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်